တရှစ်လုံးကြားတဲ့အချိန်မှာဒီဂါရာကိုရွတ်ပါတနစ်တာလုံးလက်ပွင့်စီတယ်လက်ရွှင်စီတယ်ငွေဝင်စီတယ်ချမ်းသာစီပါတယ်တရှစ်လုံးကြားတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ညဒီနေ့ညပေါ့နော်17ရက်17လ17နာရီ17မိနစ်ဆိုတော့အားလုံးပေါင်းတရှစ်လုံးကြားပါတယ်တရှစ်လုံးကြားတဲ့အချိန်မှာမှဆရာတို့အခုဆရာပြောတဲ့ဒီဂါရာကို100တစ်ဆက်နဲ့တစ်ခေါက်ရွတ်မယ်ဆိုရင် ကိုက7ရက်7လ7နာရီ7မိနစ်ကနေစပြီးတော့နောက်နေ့7ရက်7လ7နာရီ7မိနစ်အထိတစ်နှစ်တာလုံးဝေဝင်စီတယ်ကန်ကောင်းစီတယ်လက်ပွင့်လက်ရွှင်စီတယ်เนาะစီးစိမ်ဥစ္စာတွေပေါ်ကြွယ်ဝစီတယ်เนาะကို့မှာရှိတဲ့ဥစ္စာပစ္စည်းတွေတိုးပွားစီတယ်เนาะအခက်ခဲတွေအားလုံးပြေပြောက်စီတယ်အကျွေးတွေကြီးစီတယ်လက်လွန်ထားတဲ့ငွေကြေးတွေပြန်ရစီတယ်နောက်တစ်ခုကတော့ချမ်းသာစီတယ်ချမ်းသာတာနှစ်မျိုးရှိတယ်ဒီကာတာကိုရွတ်မယ်ဆိုရင်လူလဲချမ်းသာစီတယ်စိတ်လဲချမ်းသာစီတယ် ပြီးတော့စတမီလဲငိမ့်အောင်လို့ဆရာစတမီငိမ့်သေးတဲ့ယရိယာနဲ့အပူငိမ့်သေးတဲ့ယရိယာကိုဆရာထည့်ပြီးတော့ပြောပေးထားတယ်အဲ့တော့ဒီဂါရာကိုရွတ်မယ်ဒီည7နာရီ7မိနစ်မှာ7ရက်7လည7နာရီ7မိနစ်မှာဒီဂါရာကိုရွတ်မယ်ဆိုရင်ဆရာပြောသလိုစတမီငိမ့်သေးတဲ့အပူတော့ကလေအားလုံးငိမ့်အေးသေးတယ်ကို့မှာရှိတဲ့အခက်ခဲတွေအားလုံးပြေပြောက်စေတယ်စီးစိမ်ဥစ္စာတွေပေါ်ကျွဲဝပြီးတော့မှဒီနေ့ကနေစပြီးတော့တနှစ်တာလုံးကံကောင်းမှာငွေဝင်မှာချမ်းသာမှာ စီဝါတက်မှာအယောင်းဝယ်တွေကောင်းမှာဆိုတာကိုဆရာကအာမခံပါတယ်။ကဲဆရာတို့ဒီကာရာလေးကိုဘယ်လိုရွတ်ရမလဲ။ဒီရတရားလေးကိုဘယ်လိုပြုတ်လို့ရမလဲဆိုတာကိုဆရာသေချာလေးရှင်းပြပေးပါမယ်။ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ကြည့်ပေးပါ။ဒါမှဆရာပြောတဲ့စောင်းရံရှောင်းရံတွေကိုလည်းသိရမှာဖြစ်ပါတယ်။ခொနီရသားသမီးအားလုံးလည်းမင်္ဂလာပါ။ဆရာကတော့ဘီဒီရတရားဆရာထူးမြတ်အောင်ပဲဖြစ်ပါတယ်။ဆရာတို့အားလုံးသိပြီးသားဖြစ်မှာပါ။နော်ဆရာဒီဘီဒီ ပြည်ရင်ရရရဟောတဲ့တက်တန်း12နှစ်ရှိပြီဖြစ်ပါတယ်12နှစ်တာကာလအတွင်းမှာဆရာကဆရာပရိသတ်9ရက်သားသမီးကိုရရရအခမဲ့ပြန်လဲမျှဝေပေးပြီးတော့မှကုသိုလ်လမ်းပြကျယ်တယောက်အနေနဲ့ကုသိုလ်လမ်းပေါ်ဝယ်ဆရာကဆွဲခေါ်ပေးပြီးတော့မှအယူဝါဒလွဲမှားမှုတွေမဖြစ်အောင်လို့မြတ်စွာဘုရားရှင်တခုတည်းဝယ်ဆရာကကိုးကွယ်ခိုင်းတဲ့ပြည်ရင်ဆရာထူးမြောက်မယ်ဖြစ်ပါတယ်အဲ့တော့ဆရာကဒီနေ့ တော်တော်လေးဟိုမှာထူကြတဲ့နေ့တော်တော်လေးဟိုမှာစွမ်းအားကြီးတဲ့နေ့ဆရာတို့လာလာလာထွက်နေရင်ပို့ပြီးတော့မှအားကောင်းတယ်နော်ကိုရတရားပြုတ်လို့တဲ့ည7နာရီ7မိနစ်ချိန်မှာလာရလဲဝင်နေလာရလဲထွက်နေတယ်လာရောင်လဲရတယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းမွန်တယ်ပို့ပြီးတော့စွမ်းအားကြီးတယ်ကိုလှုပ်တဲ့ရတရားချက်ချင်းကိုဝုံတိုင်းဆိုပြီးတော့မှအစွမ်းထက်ပြီးတော့မှထူကြတယ်နော်ဆရာရတရားတွေကအရန်ဟိုမှာအစွမ်းထက်ပြီးထူကြတာဖြစ်လို့တိတ်တော့ပြောစရာမလိုဆရာဒီဒီနေ့လဲတေးသေးချာချာလေးကိုဆရာခုနှစ်ရသားသမီးတွေကို တနစ်တာလုံးကန်ကောင်းစေခြင်းလို့ငွေဝင်စေခြင်းလို့ဆရာကပြောပြပေးมาဖြစ်တယ်เนาะအဲ့တော့ဆရာတို့ဒီရတရားလေးကိုမပြောပြခင်ပါဘောเนาะဒီအခုဘယ်လိုလောက်ရမလဲဆိုဒီရတရားလေးကိုညာ7နာရီ7မိနစ်မှာလောက်ပါเนาะပြီးရင်7ရက်7လမှာလောက်ရမှာဖြစ်တယ်တရက်ထဲပဲပြုလောက်ရမှာဖြစ်တယ်နေတိုင်းလောက်ဆရာမလို့ဘူးเนาะအဲ့တော့ဒီနေ့မြဒီနေ့မှာတော့နည်းနည်းလေးနောက်ကျပြီးမှအိပ်ပါကျန်တဲ့အချိန်လုံးဝလုံးလို့မရလို့ပါညာ7နာရီ7မိနစ်မှာပဲဆရာတို့ပြုလောက်ရမှာဖြစ်ပါတယ်တစ်လေးလုံးကြားတဲ့အချိန်မှာစပြီးရွတ်လို့ရပါတယ် နော်ဒုတိယအချိန်မှာမှ7နာရီ7မိနစ်ကြော်သွားတာကိစ္စမရှိဘူး7နာရီ7မိနစ်မှာသူတို့မျက်စွာဖျားရှင်ကိုရောမြတ်ကြီးကိုတောက်တော်ရေးအေးအေးလေးကိုမှရှိရဲအပူတော့ကတွေတချို့ဆိုအချေရေးအပူတော့ကရှိရဲအိမ်တော်ရေးအပူတော့ကရှိရဲအပူတော့ကတွေငိမ့်အေးအောင်လို့ဆရာတို့တောက်တော်ရေးအေးအေးလေး7ခွက်တောက်တော်ရေးအေးအေးလေး7ခွက်ကိုမျက်စွာဖျားရှင်ကိုရောမြတ်ကိုကူမျက်စွာဖျားရှင်ကိုရောမြတ်ကြီးကိုဆရာတို့ကတ်လူမယ်တကယ်လို့ဖန်ကွက်မရှိရတဲ့သူတွေကတစ်ခါသုံးခွက်နဲ့ကတ်လို့ရတယ်ဖန်ကွက်ရှိရတဲ့သူတွေကတော့ဖန်ကွက်နဲ့၁၁ခွက်ကတ်မယ်ပြီးရင်ဆရာတို့စီမီအဖြူရောင်တစ်တိုင်ကို စက်တတိုင်းစက်တတိုင်းဒီဒီမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပူဇော်မယ်ပူဇော်ပြီးဆိုတာနဲ့ဆရာတို့ဆရာအခုပြောပြသွားမယ်ခါလာလေးကို131ခေါက်ရွတ်ရမှာဖြစ်ပါတယ်131နဲ့တစ်ခေါက်ရွတ်ရမှာဖြစ်ပါတယ်ပို့ပြီးတော့လည်းရွတ်ဆရာမလို့လို့ပြီးတော့လည်းရွတ်ဆရာမလို့ဖြစ်ဖြစ်မှန်မှန်လေးရွတ်သွားပါเนาะခဏလေးနဲ့ဆရာတို့ပြီးသွားပါလိမ့်မယ်ဘာရွတ်ရမှာလဲဒီခါလာလေးကိုဘလို့ရွတ်ဘာခါလာလေးကိုရွတ်ရမလဲဆိုတာကိုဆရာဗီဒီယိုရဲ့အဆုံးမှာဒီဂါရာလေးတွေရေးပေးထားတယ်ဆရာရဲ့ကွန်မန်းမှာလည်းဆရာဂါရာကိုရေးပေးထားပါမယ် เนาะပါဇက်နဲ့ပြောရင်ကြာနေမှာဆိုလို့ပါเนาะဆရာပရိသတ်တွေကဗီဒီယိုအခုနောက်ပိုင်းဆရာကိုတော်တော်လေးနေနဲ့မြ мян လေးတွေရိုက်ခိုင်းနေကြတာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုတေချာပေါက်လုပ်ပါအရန်ဟိုမှာစွမ်းအားကြီးတဲ့နေ့တစ်ရှစ်လုံးကြားတဲ့အချိန်မှာလုံမှာဖြစ်တဲ့အတွက်ကိုကကိုလုံးတဲ့ရေတရအရန်ဟိုမှာအစွမ်းထက်လိမ့်မယ်ထူးခြားလိမ့်မယ်ငွေဝင်ကျန်းလိမ့်မယ်တော့ကိုကချမ်းသာအောင်မြင်လိမ့်မယ်ကိုလုံးနေတဲ့အရာတွေတိုးတက်အောင်မြင်လာလိမ့်မယ်အလုတ်ကိုင်းနေအဆင်ပြေလာပါလိမ့်မယ်ဆိုတာကိုဆရာကအာမခံပါတယ်စတမီဆိုတဲ့အပူတွေလည်းငြိမ်းအေးပါလိမ့်မယ် အဲ့တော့ဆရာအရေးကြီးရမှာကျင်တာကတော့ဒီရေဒီယိုကိုပြုလုပ်မယ်ဆိုရင်ဆရာရဲ့ဒီဗီဒီယိုလေးကို share ထားပေးပါများများလေး share ထားပေးပါเนาะအဲ့ဒါမှာတခြားခွန်ကြီးရဲ့သားသမီးရေးတွေးတော့ like လုပ်လို့ရအောင်လို့ပါများများလေး share ထားပေးဖို့ဆရာပြောချင်တယ်ဒီဗီဒီယိုလေးကိုများများလေး share ထားပေးပါပြီးတော့ဆရာရဲ့ဒီ Facebook account ကပေါ့เนาะပြတ်သွားပါတယ်အဲ့တော့ဆရာပြည်သက်တွေအထင်မလွဲပါနဲ့ဆရာဘယ်သူမှဘလော့တာမဟုတ်ပါဘူးဆရာ Facebook account နဲ့ Facebook page ကပြတ်သွားပါတယ်အဲ့တော့ဆရာ page အသစ်ဖွင့်ထားပါတယ်ကွန်မန့်မှာလည်းမိမိရဲ့နေနယ်မရေးနဲ့เนาะနာမည်အရင်းကိုရေးခဲ့ပါ ထားပါတော့ကိုနာမည်ကထူးမြောင်ဆိုထူးမြောင်ပေါ့နော်အဲ့လိုမျိုးနာမည်အရင်းကိုရေးခဲ့ပါမိမိနာမည်အရင်းကိုရေးခဲ့ပါဆရာ7နာရီ7မိနစ်မှာဆရာမြစ်တာတက်ခံယူပြီးတော့မှနော်ဆရာစွမ်းအားတက်ခံယူပြီးတော့မှဆရာပြိတ္တတွေကိုဆရာစူတောင်းပေးမှဖြစ်ပါတယ်တယောက်ချင်းစီတန်းကိုစူတောင်းပေးပါမယ်ပြီးတော့နောက်တစ်ခုကတော့7နာရီ7မိနစ်မှာနော်စက်တလီငွေဝင်ဆိုတဲ့ရတရားကိုဆရာပြုတ်လုပေးမှဖြစ်ပါတယ်နော်ဆရာကိုယ်တိုင်ရတရားစီမံပြီးပြုတ်လုပေးမှဖြစ်ပါတယ်ရတရားကို7နာရီ7မိနစ်မှာပြုတ်လုပေးမှဖြစ်လို့ဆရာကိုအခုကတည်းက Viber တို့ Messenger တို့ Telegram တို့မှာရေဒီယာလာအပ်လို့ရပါပြီ။ရေဒီယာရဲ့နာမည်က၁၁လီငွေဝင်၁၁လီငွေဝင်ဆိုတဲ့အစွမ်းထက်ရေဒီယာဖြစ်ပါတယ်။ဒီရေဒီယာကိုလာအပ်ကြပါလို့ပြောချင်ပါတယ်။တော်တော်လေးကိုထူကြပြီးတော့အစွမ်းထက်ပြီးတော့မှအာဒီ7ဒီ7နာရီ7မိနစ်မှာပြုတ်လုပေးမယ်စွမ်းအားကြီးတဲ့အချိန်မှာပြုတ်လုပေးမှာဖြစ်လို့ဆရာပြိတ္တတွေကိုဆရာကဆရာစီမှာဆရာရဲ့ messenger တို့ viber တို့နာမည်မွေးနေနေနဲ့ပို့လိုက်ပါဆရာချက်ချင်းပဲเนาะဆရာတို့ စာပြန်ပြီးတော့မှရေရာပြုတ်လုပေးမှဖြစ်ပါတယ်အဲ့တော့ဆရာပရိသတ်ခုနှစ်ရဲ့သာသမီအားလုံးကိုဆရာဆူတောင်းပေးမှဖြစ်ပါတယ်ဒီည7:00နာရီ7မိနစ်မှာဆရာပြောတဲ့ကာလာကိုရွတ်ပါရေရာကိုလောက်ပါလို့ပြောချင်ပါတယ်ခုနှစ်ရဲ့သာသမီအားလုံး7ရက်7လ7နာရီ7မိနစ်ကနေစပြီးတော့ကျမ်းမာကြပါစေချမ်းသာကြပါစေလူဝင်ဆန္ဒတွေပြေဝကြပါစေဒီချမ်းမကသာသနာပြုနိုင်တဲ့ပုံကိုယ်လူပုံကိုယ်မြတ်တွေဖြစ်ကြပါစေလို့ဆရာထူးမြတ်အောင်နေပြီးတော့ဆူတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်